အားလုံးပဲမင်္ဂလာပါရှင် new dream habit မှာပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်ကျမ new dream ပါရှင်ကျမတို့မိုးအေးအေးလေးနဲ့ပညာရက်ကလေးတစ်ခုကိုလေ့လာရင်ဘလိုမျိုးပေါ့နော်ကိုကိုကိုပြန်ပြီးတော့ဆန်းစစ်ရမလဲကိုဘာဖြစ်ချင်တာလဲဆိုတာလေးကို ဝေဖန်ဆန်းစစ်ပြီးတော့မှပညာတစ်ခုကိုသင်ဖို့အကြောင်းလေးကိုကျမကဆွေးနွေးခြင်းပါလေရှင်။အဖြစ်လို့လေဆိုတဲ့ခါကျတော့ကျမတို့တွေအခုဆိုလို့ရှိရင်ကျမရဲ့သင်တန်းကအစတခြားတခြားပေါ့နော်။သင်တန်းနေရောအကုန်လုံးကအဲ online offline အဲ့လားနော် online ဆိုလဲ online မှာပေါ့နော်။ဒါသင်တန်းမျိုးစုံရှိပါတယ်။ နောက်တစ်ခါကျတော့အပြင် in person offline တင်တာလဲတင်တဲ့မျိုးစုံရှိကြတယ်။အဲ့ဒီကျတော့ကျမတို့တွေကဘာတွေကိုအများဆုံးတွေ့လာရလဲဆိုလို့ရှိရင်တော့အပြင်မှာ offline တင်တဲ့လာတက်ကြတာတွေလည်းရှိကြတယ်။ online မှာလည်းပေါ့เนาะဈေးမျိုးမျိုးကြောင့်မို့လို့ဈေးချိုလို့ဈေးတက်တာလို့စိတ်ဝင်စားလို့တနေ့ကြရင်ကိုဟိုလေ့လာနိုင်မှာပဲဆိုတော့စိတ်နဲ့တက်ကြတယ်ပေါ့ကျွန်မလည်းအဲ့လိုပဲပေါ့ ငါလေ့လာနိုင်မှာပဲဆိုတော့စိတ်နဲ့ဟိုယူထားတဲ့သင်တန်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီကြတော့ဆိုလိုတာကတော့ပေါ့နော်ကျမတို့တွေသင်တန်းတစ်ခုတက်တော့မှာပေါ့ဒါကျမရဲ့ဟိုအတွေ့အကြုံလေးနဲ့နှိုင်းရှင်ပြီးတော့ကျမရဲ့စိတ်ကူးလေးနဲ့နှိုင်းရှင်ပြီးတော့ကျမပြောပြပေးမယ်နော်အာကျမဆိုလို့ရှိရင်အခုကျမဗာပညာရေးတက်လဲ ်ချီပန်ဒိုဟမ်မေပညာတတ်တယ်။နောက်ဖဲဂျိုပန်ဒိုတတ်တယ်။နောက်ဆက်ပန်ဒိုဆိုလို့ရှိရင်ဆက်ကြီးပန်ဒိုဗီတင်ဆက်ပန်ဒိုအချုပ်ဆက်ပန်ဒိုနောက်တစ်ခါကျွန်မအဲ့ချုပ်တာအိတ်ကလေးတွေအခြေခံအိတ်ချုပ်တာကျွမ်းကျင်ကျင်တတ်တယ်။အဲနောက်တစ်ခါအင်း daily with တဲ့ပေါ့နော်။ဟို ready made အိမ်ကြီးလေးတွေချုပ်တာကျွမ်းကျင်ကျင်တတ်တယ်။နောက်တစ်ခါ eco print ်လို့လည်းခေါ်တယ်။ botanical print လို့လည်းခေါ်တယ်။အဲ့ဒီဥစ္စာကျွမ်းကျင်ကျင်တတ်တယ်။အဲဒါကဒီပညာအကုန်လုံးကိုကျွန်မဘလောက်ပဲကျွမ်းကျင်နေပြီးဖြစ်စေကျွန်မဆက်ပြီးတော့လေ့လာနေစေပဲနော်။ဘာလို့ဆိုခါကျကျွန်မတို့ကသူတစ်ပါးကိုပြန်ပြီးတော့ပညာတွေမျှဝေပေးနေတယ်ဆိုလို့ရှိရင်ကျွန်မတို့ကိုယ်တိုင်ကလေ့လာမှုတွေကိုရပ်ပြလို့မရဘူး။အဲ့ဒီမှာပေါ့နော်ကျွန်မ ကိုရွေးနေဆိုလို့ရှိရင်ကျွန်မကဒီပညာတွေကိုဟိုအရင်လဲပြောတော့ပြောခဲ့ဘူးပဲပေါ့နော်ကျွန်မ၅ရက်လောက်ကနေကကျွန်မလေ့လာခဲ့တယ်နောက်တစ်ခါကျွန်မလက်လှမ်းပြီးတဲ့လောက်ကိုရဲ့အသိဉာဏ်ရှိတဲ့လောက်ခရင်းနေကျွန်မသင်ယူခဲ့တယ်အော်ကျွန်မကဟိုဆွေတာဆက်ထိုးလဲကျွန်မထဲထဲဝင်ဝင်လဲလှုပ်ရှားခဲ့တယ်ကြောင်းကြင်ကြင်လဲတတ်တယ်ပေါ့ကျွန်မတတ်ထားတဲ့ဟို main ခလေးတယောက်တတ်တင်တဲ့ အိမ်တွင်းမှုတော်တော်များများကျမတက်တယ်ပေါ့နော်အဲဒါကကျမကျွမ်းကျင်တဲ့အရာလေးတွေပေါ့မကျွမ်းကျင်ပဲနဲ့မတောက်တစ်ခေါက်ကလေးတွေလည်းအများကြီးရှိတယ်ပေါ့နော်အခုလက်ရှိမှာ ကျမပေါ့နော်ပြန်ပြီးတော့မျှဝေပေးနေတဲ့အဲပညာလေးပေါ့ခုနကစခု9ခု10ခုလောက်ရှိတယ်ပေါ့နော်အဲအဲ့ခါကျတော့ကျမကိုယ့်ဟာနဲ့ကိုဟိုဘယ်လိုဖော်မလဲ တင်ယူလာတယ်အခုပြန်ပြီးတော့တင်နေတယ်တင်နေတယ်ဆိုပြီးတဲ့အခါကျတော့ကျွန်မတစ်ခါတလေကြားလို့ရှိရင်လည်းကျွန်မပေါ့နော်နည်းနည်းအုံနောက်အားစိတ်အားလူအားရှိတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်တော့ကျွန်မပြန်ပြီးတော့တွေးဖြစ်တာများတယ်ပေါ့နော်အဲဘာလို့တွေးလဲဆိုလို့ရှိရင် အာဘာဖြစ်လို့ဒီလောက်ပညာတွေအများကြီးကိုတင်နေတာလဲပြီးတဲ့အခါကျတော့ကျွန်မပညာဒါနတွေလည်းပေးတယ်ပေါ့နော်အာပညာဒါနပေးတာကတော့ရှင်းပါတယ်ကျွန်မဒီ ဒါကိုကပေါ့နော်ကိုတတ်ထားတဲ့ပညာကိုသိလို့ရှိရင်ကျမတို့တွေကြီးပွားလို့မရပါဘူးအဲ့ခါကျတော့ပြီးတဲ့ခါကျတော့လေဒီချိန်မှာ ကျမတို့တွေကတယောက်နဲ့တယောက်ကူညီရမယ့်အချိန်အခါတစ်ခုလည်းဖြစ်နေတဲ့အတွက်ကျမကပညာဒါနတွေလည်းဦးစားပေးပြီးတော့တင်တယ်နောက်တစ်ခါကျတော့ကျမကဟို group ဝင်ကြီးအ ਨੇ ဆုံးနဲ့တတ်နိုင်ဆုံးချပြီးတော့တင်ပေးတယ်အဲဒါကကျမရဲ့ ဟိုစေတနာနဲ့ခံယူချက်ပေါ့နော်တယောက်နဲ့တယောက်နဲ့တော့မတူဘူးပေါ့နော်အဲ့ကြတော့ကျမတို့ဒီကပြန်ပြီးတော့စဉ်းစားလိုက်တယ်ပေါ့ကျမဘာဖြစ်လို့ဒီပညာတွေကိုသင်ကျင်တာလဲကျမဘာဖြစ်လို့ဒီပညာတွေသင်ယူခဲ့တာလဲပေါ့နော်တခါဘာဖြစ်လို့စဉ်းစားလဲဆိုလို့ရှိရင်တခါလေကြတော့ပေါ့နော်စိတ်မှာအရန်ပင်ပန်းတယ်လို့ကျမခံစားရတယ်လေဟိုဝါသနာပါတဲ့အလုပ်ကြီးတော့ဟုတ်တယ်ဒါပေမဲ့လို့ကျမစိတ်မှာအရန်ပင်ပန်းတဲ့အခါကျတော့ ဟိုစိတ်ပြက်လာတဲ့အခါမျိုးတွေလည်းရှိတယ်ပေါ့နော်ဒါမဲ့လို့စိတ်ပြက်လာလို့ဆိုပြီးတော့ကျမဆုံးလွတ်နိုင်လားဆိုတော့လေမဆုံးလွတ်နိုင်ဘူးပေါ့နော်အဲအဲ့လိုမျိုးလေးတွေလည်းရှိတယ်ပေါ့အဲ့ခါကျတော့ကျမပြန်ပြီးတော့စဉ်းစားတယ်ကျမဘာဖြစ်လို့ဒီပညာတွေကိုသင်ယူထားပြီးတော့ဟိုသင်ယူထားရတာလဲဘာဖြစ်လို့ငါလေ့လာခြင်းရတာလဲပေါ့နော်အဲကျမမှာ အမှန်ဘာကြီးရွယ်ချက်ရှိတာလဲငါကဘယ်လမ်းကြောင်းကိုသွားချင်နေတာလဲဆိုပြီးတော့ပေါ့နော်ဒီမှာခဏခဏစဉ်းစားမိတယ်အဲအဲ့လိုမျိုးပေါ့နော်ကိုကိုကိုပြန်ပြီးတော့ရှာဖွေတဲ့ဟိုတင်ပေးတဲ့ပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာဟိုပြောကြဆိုကြတဲ့ဆက်ဆက်မတွေရဲ့ဗီဒီယိုဖိုင်တွေဆောင်းပါးတွေအဲအဲ့လိုမျိုးလေကျမအများကြီးလေ့လာဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့ကျမနောက်ဆုံးပဲချိန်မှာမှကျမသွားပြီးတော့ တွေ့လဲဆိုလို့ရှိရင်ဒီ botanical printing တင်တဲ့အချိန်မှာကျမကိုကိုကိုတော်တော်လေးပြန်ပြီးတော့တွေ့သွားတယ်ကျမရဲ့ငယ်ဘဝကိုလည်းပြန်ပြီးတော့ကျမကသွားပြီးတော့တွေးမိရေပေါ့နော်ကျမကဒီရကန်းပညာကိုကျမဘယ်မှာစပြီးတော့တွေ့ဘူးလဲဆိုလို့ရှိရင်เนาะကျမတို့တွေဟိုငယ်ငယ်တုန်းကတော့နေဘက်မှာနေတဲ့အခါကျတော့ ဒီကျမတို့မိဘတွေအားတဲ့အချိန်ဆိုလို့ရှိရင်ကျမကဒီအဲဇွာလေးတေရွာကိုတော်တော်ပြီးတော့ဖေဖေတို့ကဟိုအနားယူကြတယ်ပေါ့နော်အဲဇွာလေးကတော်တော်လေးလည်းကြီးတယ်ဟိုကြီးတယ်လို့ခံစားရတယ်ပေါ့နော် ကျမအဲ့ချိန်တုန်းကတော့ခုနှစ်တန်းရှစ်တန်းထိတော့ကျမအဲ့ယူကြောက်တယ်ကျမအဲ့သွားလို့ရှိရင်ကျမတိတ်ပျော်တယ်ဘာလို့လဲဆိုတော့ခါကြတော့ဟိုဘယ်လိုခေါ်မလဲအညာဆိုတဲ့အခါကျတော့စက်တုံကင်းနေနေဖင်းနေဟို ကလဘဲတွေစိုက်တာတွေဘာတွေပေါ့နော်အဲအဲ့လိုမျိုးပေါ့မြင်ရကျွန်မအဲ့လိုမြင်နေရတယ်ကျွန်မသိတဲ့ဘောကြတယ်အဲ့ခါကျတော့သူတို့သွားပြီးတော့အဲအဲ့လိုမျိုးပေါ့နော်ဟင်းဒီဟင်းရွက်တွေခူးကြတယ်ဆိုလို့ရှိရင်ကျွန်မအရင်ပဲပျော်တယ်ကျွန်မလိုက်သွားတယ်ဒါပေမဲ့ကျွန်မကိုယ်တိုင်ကတော့ဘာမှမခူးတတ်ဘူးပေါ့နော်ခူးလည်းမခူးဘူးပေါ့အဲ့လိုမျိုးနဲ့သူတို့ခူးတာတွေသူတို့အဲ့လိုမျိုးလောက်တာတွေကျွန်မထိုင်ကြည့်ရပေါ့နော်နောက်တစ်ခါကျွန်မကသူတို့စီမှာကအဲ့ဒီအိမ်မှာအရန်ကိုပဲ ဟိုစုံလင်းနေလို့ပြောရမယ်ခြံကြီးကလည်းအကျယ်ရွယ်ဟိုတနခါပင်နေရာလည်းအများကြီးပဲနောက်တစ်ခါကျတော့သူတို့ channel မှာကြက်တွေလည်းမွေးထားတယ်ပေါ့နော်ဥစားကြက်တွေမွေးထားတယ်ကြက်ဥကြီးဆိုတာလည်းအကြီးကြီးတွေပဲကျွန်မအရက်တအားသဘောကျတယ်ပေါ့နော်အဲအဲ့ဒီမှာကျွန်မတို့တွေပေါ့နော်သွားတဲ့ခါကျတော့တစ်ခါတချို့ပေါ့အဲဆောင်းတွင်လိုမျိုးပေါ့နော်ရောက်သွားတယ်ဆိုလို့ရှိရင်တော့ကျမတို့ဆောင်းအထူးကြီးတွေလေဟို ခြီဆောင်ပေါ့နော်ဘွာကွန်းဆောင်အထူကြီးတွေကျမတို့ထုတ်ပြီးတော့ခြုံဖို့ပေါ့နော်ထုတ်ပေးရပေါ့အဲ့ခါကျကျမအဲ့ဆောင်ကြီးတွေကိုအရန်သဘောကျတယ်အမေသူတို့ကပြောရလေသူတို့ကိုယ်တိုင်ရက်တာတဲ့ဆိုတော့ခါကျတော့ကျမကလေးဆိုတော့ပေါ့နော်ဟိုသူတို့စိတ်ထဲမှာလဲကျမကိုဟိုဘယ်လိုခေါ်မလဲအရန်ကြီးလူရမသွင်းဘူးပေါ့နော်ကျမတို့ကအရန်ငယ်တာကို ဒါပေမဲ့လို့ဆိုတော့ခါကြတော့ကျွန်မစိတ်ဝင်စားတယ်အဲ့မှာကနေကျွန်မတို့ဘိုင်းငင်တာတွေကိုသွားပြီးတော့ထိုင်ကြည့်တယ်ဟိုဝါဝါဖတ်ကလေးရနေပြီးတော့ဘိုင်းတောင်လေးအေးကနေပြီးတော့ပေါ့နော်ဒီချီကြီးဖြစ်သွားအောင်လုပ်တာတွေပါလေပေါ့နော်အကုန်လုံးကျွန်မထိုင်ပြီးတော့လေ့လာတယ်ကြည်တယ်ဒါမှမဟုတ်အဲ့ချိန်မှာတအားငယ်တယ်ဒါမှမဟုတ်သဘောကျတယ်ကျွန်မရောက်တိုင်းအဲ့ဒီရွာကိုရောက်တိုင်း ကျွန်မသွားကြည့်တယ်ကျွန်မလက်ရက်ကန်းကိုအနီးကပ်ရက်တာတော့မမြင်ဘူးကျွန်မအဲသူတို့တွေအဲ့လိုမျိုးပေါ့နော်ဘိုင်းတောင်းနေနဲ့ချီငင်တာတွေပါတွေကိုတော့တည်တည်ချာချာမြင်ဘူးခဲ့တယ်ပေါ့နော်ကျွန်မသဘောတော်တော်လေးကိုပဲကြားခဲ့တယ်ပေါ့နော်အဲ့မှာသူတို့ကပေါ့နော် သူသူတို့အဲ့မှာကျမပေါ့နော်ဒီချီဆိုတဲ့ဥစ္စာကိုကျမခေါင်းထဲမှာယောက်လာခဲ့တယ်နောက်တော့လေကျမတို့ကဟိုမိဘတွေကအစိုးရဝန်ထမ်းနေဆိုတဲ့ခါကျတော့ခုပြောင်းထီပြောင်းနေပေါ့နော်ဟိုယောက်ယောက်ကြတယ်ပေါ့ကျမတို့ဒီအညာမှာတော့ဟိုနှစ်ပေါင်း20နီးနီးလောက်တော့ကျမတို့နေခဲ့ရတယ်ပေါ့နော်အဲ့ကြတော့ပေါ့ဘယ်လိုခေါ်မလဲဒီအညာချီရဲ့အကြောင်းကိုသဘောကျတယ်မိကဟို ချုပ်ပေးဝတ်ပေးလို့ရှိရင်လည်းကျမကချီလေးတွေကိုပဲရွေးပြီးတော့ဝတ်တာများတယ်ပေါ့နော်ကျမငငယ်လေးကနေကကျမအဝတ်အစားဆိုလို့ချင်းချီတွေကိုပဲဝတ်တာများတယ်အဲတငယ်ချင်းပေါင်းနေနေကြမှာဆိုလို့ရှိရင်တော့ကျမကအဲဒီတော့ကကျမတို့ဗမာပြည်မှာကဂျင်းတို့ဘာလို့စပြီးတော့ပေါ်ကာစမှာကျမကဟိုမဝတ်နိုင်တာလည်းပါတယ်ပြီးတဲ့အခါကျတော့ကျမအဲ့ဒါလေးတွေကိုခြီလေးတွေကိုပေါ့နော်မြက်မြက်နိုးနိုးဝတ်တာလည်းပါတယ်ပေါ့မှာသူတို့တွေကပြောကြတယ်ပေါ့မနော် မဥဘာမချင်းပေါ့နော်ဝတ်တာလာပေါ့အဲအဲ့လိုမျိုးတွေပြောကြတယ်ပေါ့ဒါပေမဲ့အဲ့ဒီကနေ့ကတော့ကျမစိတ်ထဲမှာမခံကျင်စိတ်လည်းရှိတယ်ဘာလို့မှန်းတော့မသိဘူးပေါ့နော်အဲဒါပေမဲ့လို့လေဂုံယူစိတ်လည်းရှိတယ်ပေါ့အဲအဲ့လိုမျိုးပေါ့နော်အဲ့ခါကျတော့အခု bodily ကပရင်တင်းတင်လိုက်တဲ့အခါကျတော့ကျမဘာဖြစ်ချင်တာလဲပေါ့ကျမတင်းနေတဲ့ သင်ယူထားတဲ့ပညာတွေအခုပြန်ပြီးတော့မျှဝေထားတဲ့ပညာတွေကိုကျမရဲ့မိတ်ဆွေတွေကပြန်ပြီးတော့အကုန်လုံးပြန်ပြီးတော့เนาะကျမနဲ့တူတူလိုက်ပြီးတော့စဉ်းစားကြည့်ကြည့်လိုက်အထဲတထဲပေါ်မှာအကုန်လုံးအလှဆင်လို့ရတယ်လက်နဲ့အလှဆင်မလားဆက်နဲ့အလှဆင်မလားเนาะအအကုန်လုံးလိုက်ပြီးတော့အလှဆင်လို့ရတယ်ကိုယ့်ရဲ့အာယုံ ကိုယ့်ရဲ့စိတ်ဉာဏ်ကိုမြူးရင်ကိုမြူးတလောက်အလှဆင်လို့ရတဲ့ပညာလေးကြီးပဲဖြစ်နေတယ်ကျမတို့ကပိတ်ဆက်တစားရှိဖို့ပဲလိုအပ်တယ်ပေါ့နော် ဟလာအာအဲ့ကြတော့ပိစတစကိုအကောင်းဆုံးအဝတ်အစားဖြစ်အောင်အလှဆင်နိုင်တဲ့ပညာရေးကြီးပဲပေါ့နော်ကျမမျှဝေနေတာကျမလုံနေတာဒါမှကျမကိုကျမမသိဘူးဒီဟိုဟာဖြစ်ခါမှဒီ botanical printing ကိုကျမသင်ယူလိုက်တဲ့အချိန်မှမှကျမတတိထားမိသွားပြီးတော့ကျမလည်းအခုလာပြီးတော့ပြောပြတာပေါ့နော် အဲ့ကြတော့အခုဆိုလို့ရှိရင်ဒီ botanical branding မှာဆိုလို့ရှိရင်ဒီပိတ်စာကြီးကိုတည့်ရွက်တွေနဲ့အာဆေးတွေစိမ်းပေါင်းပြုတ်ပြီးတော့အဲဒီဒီဆေးစိုးပန်းရိုက်လိုမျိုးထွက်လာအောင်ပေါ့နော်ကျမတို့တွေဒီတဘာဝတည့်ရွက်တွေကိုဒီတဘာဝကြကြကဲကိုကြိုက်တဲ့ design ဟိုလုပ်ပြီးတော့ပေါ့နော်ဆင်ရတယ်ပေါ့ အဲ့ဒီပုံမှာမှကျမတို့တွေအင်ကြီးတွေဟုတ်ကြတယ်အဲချုပ်ကြတယ်ကြိုက်တဲ့ပုံစံတွေချုပ်ကြတယ်ပေါ့ကျမအဲ့ကြာကမှကျမခေါင်းထဲမှာကျမဘာလို့တင်ခဲ့တာလဲဆိုတဲ့ဥစ္စာကိုကျမသွားပြီးတော့အဲတည်တယ်ပေါ့နော်အာအဲ့ခါကျတော့ကျမကပေါ့နော်ဒီလက်ရကန်းကိုတော့ကျမမတင်ခဲ့ဘူးဘူးပေါ့နော်အဲ့ခါကျတော့ပိတ်စာတွေကတော့အခုကတော့အရန်ပေါ့သွားပြီဆိုတော့ခါကျတော့ဟိုဒီ ပိတ်ဆတစားရှိလို့ရှင်ကျမတို့အခုဆိုလို့ရှင် botanical printing နဲ့ကျမတို့တွေပိတ်ဆာကြီးကိုကြိုက်တယ်လို့အလှဆင်လို့ရတယ်ဒါမှမဟုတ်လို့ရှင်လည်းဗျောင်းပေါ့နော်ဟိုဘာမှအဆင်မပါတဲ့ပိတ်ဆာအဖြူဖြစ်ဖြစ်ဘာရောင်ပဲဖြစ်ဖြစ်ပေါ့နော်အဗျောင်းစားတစားပေါ်မှာကျမတက်ထားတဲ့ပညာတွေနဲ့ခြိပန်းတိုးတွေနဲ့ကြီးပဲတစ်ထည်လုံးစိတ်ရှိလက်ရှိအလှဆင်မလားစပန်းတိုးတွေနဲ့အလှဆင်မလားအဲအဲ့လိုမျိုးပေါ့နော် အာကိုယ့်လက်ထဲမှာရှိတဲ့ပစ္စည်းတွေနဲ့လဲပတ်ပြီးတော့လှဆင်လို့ရတယ်။အဲအဲအဲ့လိုမျိုးပေါ့နော်။အဲကျမအဲ့ပညာတွေကိုသင်ယူနေမိတယ်။ကျမကပိစပေါ်မှာအဲ့လိုမျိုးပေါ့နော်။ပိစကိုစိတ်ကြိုက်ပိစကို ဒီပေါ့နော်ဆင်းဆိုးပန်းရိုက်လို့လဲအလှဆင်ခြင်းနဲ့ဒါမှမဟုတ်လို့ရှိရင်လဲကျမကြိုက်တဲ့ပုံစံကိုချုပ်မယ်ချုပ်ပြီးလို့ရှိရင်စက်ပန်းတို့ဟမ်းမိတ်ပန်းတို့လည်းကျမအလှဆင်မယ်လက်ရှိမှာကျမဝတ်နေတဲ့အဝတ်အစားတွေကအစပေါ့နော် ကိုဝတ်ချင်တဲ့ဟာကိုပဲချုပ်ဝတ်နေတာကိုဝတ်ချင်တဲ့ဟာကိုပဲဝတ်နေရတာပေါ့နော် အဲအဲ့လိုမျိုးပဲပေါ့နော်ကျမလိုမျိုးပဲဟိုပြန်ပြီးတော့ပေါ့နော်အဲ့လိုမျိုးဝစ်ချင်တဲ့သူတွေပြန်ပြီးတော့ဟိုအလှဆင်ကျင်တဲ့သူတွေကိုကျမကပညာမျှဝေပြီးသားဖြစ်နေတယ်ပေါ့နော်အဲဒီအတွက်လည်းကျမကကိုကိုကိုအများကြီးဂုဏ်ယူပါတယ်ကျမကိုကျမလည်းဘာဖြစ်ချင်တာလဲဘာလုပ်ချင်တာလဲဆိုတာကိုလည်းဟိုသိသွားတဲ့အတွက်ကျမကိုကိုကိုအများကြီးလက်တံမိုးထားတယ်ကျမ အရင်လဲကိုကိုကိုပေါ့နော်ဂုဏ်ယူရယ်ပေါ့နော်ဟဲ့ငါ့မှာဒီစိတ်တွေကြောင့်မို့လို့ဒီပညာတွေငါသင်ယူခဲ့တာပါလားပေါ့ငါဒီဒီစိတ်တွေနဲ့သင်ယူပြီးသားပညာတွေကိုအများကို မျှဝေနေတာပါလားဆိုပြီးတော့ကျမကသဘောပေါက်ခဲ့တယ်ပေါ့နော်အဲပြီးတော့လဲဂုဏ်ယူပဲဂုဏ်ယူပါတယ်ပေါ့နော်အဲဒါလေးကိုလဲကျမကတစ်ချက်မျှဝေတာနောက်ဗီဒီယိုတွေမှာကျမကကျမသင်နေတဲ့ပညာရက်တစ်ခုချင်းစီရဲ့ အတိန်အနဲ့နောက်တစ်ခါကျတော့အပြောင်းအလဲနောက်တစ်ခါဘလို creation ကိုဘလို့စိတ်နဲ့ဟိုလှုပ်ယူရတယ်ဆိုတဲ့ဥစ္စာလေးတွေကိုဒီမှာဆက်ပြီးတော့မျှဝေပေးတော့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမရဲ့ new win handmade ကိုလာရောက်လေးလာသင်ယူနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ရှင်